မင်္ဂလာပါရှင်။မူတာမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါရစေ။ငါးဆက်ကတက်တွေအောင် drone တပ်ဖွဲ့တွေကိုပြီးခဲ့2024ခုနှစ်အတွင်းစတင်ဖွဲ့စည်းခဲ့ပြီးနောက် drone တိုက်ခိုက်မှုတွေကိုပုံမလုံးဆောင်လာခဲ့ရာရခိုင်လည်းနဲ့ကန်အဖွဲ့ AA အဖွဲ့အဖွဲ့ဝင်တိုင်းသာလည်းနဲ့ကန်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေအတင်းငါခဲ့ကြလို့သိရပါဗျ။ဒါပေမဲ့နာဆက်ကအာပေဝန်ရံသူတွေကြားမှာလဲနာဆက်ကတက်တွေရဲ့ drone ကိုအသုံးပြုပြီးတိုက်ခိုက်မှုပိုင်းနဲ့ထိရောက်မှုပိုင်းကို လက်ရှိထက်ပုံမကောင်းမှုအောင်လှုပ်ဆောင်ဖို့အကြံပြုအားပေးနေပြီးတော့ဒုံတိုက်ခိုက်မှုကစစ်ပွဲရလက်တွေကို အလဲပြောင်းလုပ်ပေးနိုင်နေမယ်လို့သုံးသက်ပြောဆိုတာတွေရှိခဲ့ပါတယ်။တရုတ်တပ်ပိုင်းထဲမှာတော့နာဆာကဒုံတပ်ဖွဲ့တွေရဲ့ဒရုန်းပုံချပြီးတိုက်ခိုက်မှုပိုင်းပုံမကောင်းမှုလာစေဖို့ ਨੇ တရားမှုပိုင်းပုံမကောင်းမှုလာအောင်ဘာတွေလှုပ်ဆောင်တယ်လဲစွာကို ပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လုပ်ပေးပါအောင်ရှင်။ ရိတ်သက်ကြီးရဲ့မကြသေးမီကလူမှုကွန်ရက်မှာ NASA က drone တပ်ဖွဲ့ရဲ့ drone တိုက်ခိုက်မှုရုပ်သံပိုင်းတစ်ခုလူမှုကွန်ရက်မှာထွက်ပေါ်လာခဲ့ရာစီးရေးစိတ်ဝင်စားသူတွေကြားမှာစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။အဲဒီရုပ်သံမှတ်တမ်းကိုစစ်တွေခမောင်းတော်ရွာနေရှိအကြံဖက် AA ကိုချိန်မုံတုတ်တင်ခြင်းလို့အမည်ပေးထားပြီး drone နဲ့ recalling နဲ့ကန်အဖွဲ့ UNLA အဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းနေရလေဖြစ်ပါတယ်။အဲဒီရုပ်သံဖိုင်မှတ်တမ်းအရာ ရခိုင်လက်နက်ကန်အဖွဲ့အေအာစစ်တွေမျိုးကိုစစ်ဝင်ဖို့ကြိုးပမ်းနေပြီးမြေခွေးချင်းနဲ့အကွေးကောင်များတဲ့စက်တွေရီတူးမြောင်တဲ့ဘန်ဂါရီတိစားပြီးနာဆာကတပ်တွေကိုတိုက်ခိုက်ဖို့ပြင်ဆင်နေရလို့သိရပါတယ်။ရခိုင်လက်နက်ကန်အဖွဲ့အေအာကွင်းပြင်နေနေရရခိုင်လက်နက်ကန်အဖွဲ့အေအာကွင်းပြင်နေနေရကျဲကြီးမှာစက်တွေရီတူးမြောင်ဘန်ဂါရီမြေချေးချင်းတွေတူးပေါ်တိစားနေရဟာကိုယ်တည်တွင်ကိုတိုးနေတယ်လို့မျိုးဖြစ်နေတယ်လို့ဆိုကြပါတယ်။ဘာကြောင့်လဲဆိုရင် ရုတ်တံဖိုင်ထဲမှာတွင်းမြင်ရတဲ့မှတ်တမ်းတွေအရအေအေတက်ဖက်ဝင်းတွေဟာကွင်းမြင်ကြကြီးမှာစက်တွေတိုးမြောင်းနေတိုးပေါ်နေခြင်းဖြစ်ရဝင်းရင်ကနေ drone နဲ့တိုက်ခိုက်ခြင်းလေကြောင်းတိုက်ခိုက်ခြင်းတွေကိုရင်ဆိုင်ရခြင်းမှာကိုယ့်တပင်ကိုတိုးစင်မြေပုံစံမျိုးဖြစ်စေခဲ့ပါတယ်အေအေဟာရခိုင်ပြည်နယ်အတွင်းရှိမန်အောင်ကြောက်ဖြူစစ်တွေမျိုးတွေကိုအင်အားသုံးတိုက်ခိုက်ဖို့လိုလားနေပေမဲ့လက်ရှိချိန်မှာစစ်မျက်နှာအနည်းဆုံး၃ခုရင်ဆိုင်ထားရသလိုအေအေအဖွဲ့အတွင်းကထပ်ပြေးသူတွေရှိလာခြင်း တိုက်ပွဲအတွင်းထိခိုက်ကြဆုံးမှုတွေများပြားခြင်းတွေကြောင့်စစ်တွေမျိုးကိုလူအင်အားသုံးတိုက်ခိုက်နိုင်ခြင်းမရှိဘဲပြည်ပြည်အဆင့်သာလုံနိုင်တယ်လို့သိရပါတယ်။အေးအဖွဲ့ဟာတိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာများပြားလာခြင်းတပ်ဖွဲ့ဝင်တွေထွက်ပြေးလာခြင်းတွေကြောင့်လက်ရှိအချိန်မှာ၎င်းတို့ထိန်းချုပ်ထားတဲ့မျိုးတွေအတွင်းမှာအတင်းကျပ်လူသေးစုဆောင်မှုတွေကိုလှုံ့ဆော်လာခဲ့ပြီးတော့အငင်းပွားမှုတွေဝေဖန်မှုတွေမြင့်တက်လာခဲ့တယ်လို့သိရပါတယ်။အေးအဖွဲ့ခေါင်းဆောင်တွေဟာ၎င်းတို့ရဲ့ရက်ဆက်တဲ့စီးရီးနီလန်းတွေကြောင့် လူအင်အားထိခိုက်ပျက်စီးဆုံးရှုံးရခြင်းကိုတရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသလိုလူအင်အားပြုံးတိမှုတွေကိုမတိကျိုးကျုံပြုတ်နေတယ်လို့ဝေဖန်မှုတွေမြင့်တက်နေခဲ့ပါတယ်။အရင်ရုတ်တံပိုင်းမှတ်တမ်းအရ NASA ကဒရုန်းတပ်ဖွဲ့ဟာအေအဖွဲ့ဝင်တွေရဲ့ကွင်းပြင်ကျဲကြီးမှာတုံမြောင်းနေဘန်ဂါရီတိဆောက်ခြင်းကိုစုံစမ်းသိရှိခဲ့ပြီးနောက်ဒရုန်းကိုအသုံးပြုတိုက်ခိုက်ခဲ့ရမျိုးဖြစ်ပွဲရှိပါတယ်။စီးရင်နိုင်ငံရေးအကြောင်းတွေကိုရေးသားနေသူတအုပ်ဖြစ်တဲ့ထုံးမောင်ဖန်ကားမြေက NASA ကဒရုန်းမှတ်တမ်းတွေကိုကြည့်ရတဲ့အခါ satellite တွေက accuracy ကောင်းတာတွေရပါပေမဲ့ effective မဖြစ်တာကိုတွေ့ရပါတယ်။ explosion area တွေကျယ်ပြန့်ပေမဲ့မြေခွေးကျင်းနဲ့တူမြောင်းတွေက ULAA ကိုဟန်တားနိုင်တဲ့ fire power မဟုတ်သေးဘူးလို့ဆိုရမှာပါ။အာမနာတန်ပြောရရင်တော့ NASA က drone attack ကမထိရောက်ပါဘူး။စစ်တွေအနေထားမြင်ရတဲ့လောက်ပြောရရင် drone strike တွေကိုကြည့်ပြီးတော့ကျင်းနဲ့နေမှာစိုးရင်ရပါတယ်။ strike တွေကခက်စိတ်စိတ်လှုပ်လာနိုင်တဲ့အတွက် နားဆက်ကရုံကပါမြေပြင်မှာအသာစီးရနေတယ်လို့ယူဆသွားရင်အန်ဒီရဲများပါတယ် strike တွေကစတိုက်ဖြစ်လာတယ်တာဂက် accuracy ဖြစ်လာတယ်ဆိုပေမဲ့ effective မဖြစ်တာကိုသေချာညှိနှိုင်းပြီး operation plan တွေသေချာချတင်ပါတယ်ဗီဒီယိုတွေမှာ targeting တိကျလာပြီမဲ့မြေပြင်က UNLAA ကို tactically အရချင်းချောင်းနိုင်တာမျိုးမလုပ်နိုင်တဲ့ best strike မဆိုစည်ရဲ့ကိုအညီမပြေဆုံးဘူးလို့သတ်မှတ်ရမှာပါဆိုပြီးတော့ ၎င်းရဲ့လူမှုကွန်ရက်မှာမလ25ရက်နေ့ကဈေးသားဖော်ပြခဲ့ပါတယ်။စီးရေးစိတ်ဝင်စားသူတွေကြားထဲမှာလေနာဆာကတက်တွေရဲ့ဒရုန်းတိုက်ခိုက်မှုနဲ့ဒရုန်းကိုအသုံးပြုပြီးဒရုန်းပုံချကရန်သူကိုချိန်မောမှုပိုင်းကိုလက်ရှိထက်ပိုမိုကောင်းမွန်စေဖို့လိုလားနေတယ်လို့လူမှုကွန်ရက်မှာရှင်းသားခဲ့တဲ့ post တွေကသိရပါတယ်။စီးရေးစိတ်ဝင်စားသူတို့ကတော့ဒရုန်းတက်ခွဲကအမောင်းတို့ရင်120မမကိုစနဲ့အနှေးတက်ပြီးခြိုက်ရင် အခုတက်ပေါ်ပြီးကြည့်လို့ကောင်းမယ်သားတို့ရေခံကတော့တွေဖားလန့်ကျဲသွားမယ်လိုက်ကျင်းနေတဲ့သွားနေရဲ့သူတွေခံကတော့တဲ့ဝင်ပုံးနေရဲ့သူတွေအိမ်တွေတဲ့ဝင်ပုံးနေရဲ့သူတွေဟာမြေတီးတဲ့၆ပေလာဝင်ပြီးပောက်ကွဲတဲ့ပောက်ကွဲအပေါ်မှာတစားစီဖားလန့်ကျဲပြီးထွက်လာတဲ့အစာနာတွေနဲ့အတူတပုံနေရဲ့အလောင်းတွေဟာခြေကားရလက်ကားရတွေနဲ့ပလာတာကိုရုပ်ရှင်တွေကအတိုင်းညင်းရမယ်ခဗျာတန်းကြီးကြပါဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားအကြံပြုထားပါတယ် ။ NASA ကဒုံးတပ်ဖွဲ့ကအသုံးပြုတဲ့ဒုံးတွေမှာ60မမဘုံသည်၊87မမဘုံသည်၊120မမဘုံသည်တွေကိုတက်ဆင်ပြီးတော့ရန်သူတွေကိုကျဲချတိုက်ခိုက်ခြင်းမျိုးတွေလှုပ်ဆောင်ပြီးတော့ဒုံးတွေမှာ120မမဘုံသည်တွေပုံမိုချိတ်ဆွဲတိုက်ခိုက်တာတွေလှုပ်ဆောင်နေရတယ်လို့သိရပါတယ်။တမ်မရော်ကအငိမ့်စားအရာရှိတီတူကလည်း NASA ကဒုံးတပ်ဖွဲ့ရဲ့ဒုံးကိုအသုံးပြုပြီး120မမဘုံသီးကျဲချတိုက်ခိုက်ရမှာ တိုက်ခိုက်မှုဆိုင်ရီပိုင်းနဲ့ထိရောက်မှုပိုင်းပုံမှုကောင်းမွန်လာစေဖို့ အခုလိုမျိုးအကြံပြု ပြောဆိုထားပါရဲ့ရှင်။အခုနာမည်ကြီးနေလေ120အဲမီလီမီတာဘုံဒီပေါ့နော်။အဲ့ဒါကို drone နေနဲ့ drone ဘုံချတဲ့အခါမှာကြည့်အောင်ရှိတာတွေ့ရတယ်။အဲ့ဒါဘာလို့လဲဆိုတော့120ဘုံကသူကအပေါ်ကနေ90ဒီဂရီနီးပါးနော်အတက်တက်ကျတာဖြစ်တဲ့အတွက်သူ့ရဲ့ effect ကစပန်ဒါဇာပြန့်လွင့်နေမြင့်တာကသူကအရက် မျက်နှာအသေးသေးကိုသူကပြတ်နေတယ်အဲ့တော့အခု draw drone နေနဲ့ draw ဘုံချနေ120ကျင်ကသူကစနက်အမြန်တက်ပြီးတော့ချနေတာနော်အဲ့တော့ရိုးသမန်ပြည့်တဲ့စိန်မြောင်းကြီးမှာ120ဘုံတွေထည့်ပြီးတော့ပြည့်တဲ့ဘုံတွေကလည်းစနက်အမြန်နဲ့ပြည့်တာစနက်အမြန်ဆိုတာကဘလွာမျိုးလဲဆိုတော့နော်စနက်ညာဆိုတော့ဘုံဒီယာအဲကျောင်းကနေပြီးတော့ထွက်ထိုင်ချင်းအနေစပြီးတော့အဲစနက်ကအသက်ဝင်သွားပြီ တောင်းဝင်သွားပြီဆိုတော့ပြောင်းဝနေထွက်တဲ့အချိန်ကနေစပြီးတော့အရှိမဥမာတိရွက်ခန္ဓာတိရွက်လေးတိရွက်ခန္ဓာတဲ့တယ်သူကဟိုကွဲမှာနော်အဲ့လိုသဘောမျိုးရှိတယ်အဲအကြောင်းမျိုးအခု draw bone ချနေရပါတချို့ဥစားတွေတွေ့မြင်ရလိမ့်မယ်အဲတိပင်ထိတ်ကိုအဲအဲဒီဥစားကြီးစားထိတဲ့အခါမှာသူကလေခွဲလို့ပုံစံဖြစ်သွားပြီးတော့တိပင်ရထိတ်မရပါတယ်ကွဲတယ်သူကတိရွက်ကိုထိရလဲကွဲတာကိုဆိုတော့ကွဲတဲ့အခါကျတော့လေခွဲလို့ပုံစံဖြစ်သွားပြီးတော့ခါနေမြေပြင်မှာစပန်နာစတွေခါနေထောက်ပြီးတော့ ဟိုအရမ်းမျက်နှာတိတိကိုစပါစပါနာစာတွေထောက်သွားတာကိုဟိုတွေ့ရလိမ့်မယ်။အဲ့တော့အဲ့လိုလေခွဲလို့ဖြစ်သွားလို့ရှိရင်မြေပြင်မှာနေရာယူရရန်သူတွေဟာ effective ပုံပြတဲ့အဲ့လိုလေခွဲလို့ဖြစ်တဲ့ခြေကိုပူကြောက်တယ်။ဟောအဲ့ဒါကတော့စနက်မြရဲ့အာသာချက်ပေါ့။နောက်တစ်ခုကြတော့အခုလူတွေကတော်တော်များများထင်နေတာအခုသဘုံတွေတူးထားတဲ့ချင်းနေတဲ့မှာသဘုံတွေဝင်နေမယ်။တော့ဘန်ဂါတွေတဲမှာဝင်နေလို့ရှိရင် effective မဖြစ်ဘူးလို့လူတွေကထင်နေကြတယ်။ဒါကြောင့်လဲဆိုတော့ဆက်လက်အများဖြစ်တဲ့အတွက်သူကဘန်ကောခေါမိုးပေါ်တွေ့ရင်ခေါမိုးပေါ်ရောက်တာနဲ့ကွဲတယ်။နော်အဲ့ဒါကြောင့်မလို့သူကဘန်ကရဲ့ခေါမိုးတွေကိုဒီလိုကတဲ့အာရုပ်ရှင်တွေရလို့ပေါ့လေ။အဲဒစကြီးပေါက်ခွဲသွားတာမျိုးလွင့်ဆင်သွားတာမျိုးလို့မတွေ့ရဘူး။ဒါပေမဲ့အဲ့လိုမတွေ့ရပဲမဲ့ဘန်ကတဲမှာရှိတဲ့လူကသူကမချိမဆန့်ခံစားရတာ။မသိယုံတဲ့မဲ့ခံစားရတာ။ ခန္ဓာကိုယ်မှာအဲရှိတဲ့များအင်္ဂါတွေသူကချုပ်ရင်းသွားတဲ့ဟာမျိုးခံစားရတယ်။ချက်ချင်းမသိဘူး။ဒါပေမဲ့နောက်တပတ်ဆယ်ရက်ကြာတဲ့အခါမျိုးကြတော့မှတကြီးပြီးချုပ်ရင်းလာ။တချို့ဆိုနားတွေကမ်းသွားမယ်။တချို့ဆိုအမြင်အာရုံတွေဟိုနဲပါလာတယ်။တချို့တွေဆိုရင်ဒီလိုပေါက်ကွဲတဲ့အာရမ်းပြင်းတဲ့အခါကြတော့ငါငါထဲမှာရှိတဲ့လူကဒီနှလုံးကမခံမရနိုင်ဖြစ်တယ်။နော်နှလုံးကုန်တာနေမှန်မှန်တော့ဘူး။အဲ့ဒါတွေကိုခံစားလာတဲ့ချိန်မှာနော် ။နောက်ဘက်တချို့တွေဆိုလို့ရှိရင်ဟလာဒီပေါက်ကွဲရဲ့တွန်းကားကြောင့်လေလူကပြင်းထန်စွာဖိတဲ့အခါကျတော့လူတချို့တွေဆိုရင်ဒီအဲဒါပေါ့ဒီခန္ဓာကိုယ်တွင်းကလေးစားတွေမှာတော့မတမတခံစားရတယ်အများကြီးရှိတယ်။လရှည်ပြီးတော့နာကျင်နေတာတွေ့တယ်အများကြီးခံစားရတယ်။အချို့ဆိုချက်သားတွေနာကျင်နေတယ်။အချို့တွေဆိုရင်ဒီကလေးစားတွေကမပေါ်ပြနိုင်တဲ့ဟိုခံစားမှုမျိုးပေါ့ဒီအကယ်တော့နာကျင်နေတဲ့အစမျိုးတွေခံစားရတယ်။အဲ့လိုခံစားရတဲ့အခါမှာ ူတွေကအိုက်တော့မှအသက်မသေးပေမဲ့အိုက်တော့မှ120ရဲ့ပုံတောင်ပြီးပြီးကြောက်လာနော်အဲအဲ့လိုခံစားရတယ်ကြည့်ပြီးတော့ကြောက်လာတာအဲ့လိုသူကခံစားရတာတွေကိုဒီမိလူတွေကိုလည်းပြောတယ်ဒီမိလူတွေကလည်းသူခံစားရတာကြည့်ပြီးတော့ဟာ120ပုံတောင်ဒီလိုပါလားဆိုပြီးတော့မသေးတာမသေးတဲ့လူဘဝကိုတုံယောဆိုပြီးတော့ပြီးပြီးပြီးကြောက်လာတာအားကြောင့်မလို့120ပုံတောင်ရေကခံစားမှုတဲ့နော် KNU တွေနော်မဲလာတို့မဟုတ်တွေတို့မှာခံစားမှုရဲ့ KNU အဖိုးကြီးကိုသွားမိကြပါ 122 120ဆိုရဲတန်ကြာရနဲ့ဖက်ပြီးတဲ့အဆင့်ကြီးကိုရောက်ပါတယ်အဲ့လောက်ထိ120ကိုချက်ကြပါတယ်အဲ့တော့ဒီ120ကိုချက်ကြပါတယ်အခုတပုံလေးလှုပ်ထားတယ်ဘန်ကာတွေပေါ့နော်လူလုံးဘန်ကာတွေပေါ့ဘန်ကာတွေဖြိုးဘူးတော့လိုက်ချင်းနေတဲ့ကိုဖြတ်စည်းဖို့ဆိုရင်တော့သူက120ကိုစနဲ့အနေတက်ပြီးတော့ပုံလို့ရပါတယ်အဲ့တော့စနဲ့အနေဆိုတာမှလည်းစနဲ့အနေရမျိုးမျိုးရှိတယ် နော်သူ့စက္ကန့်ပေါ်လိုက်ပြီးတော့မျိုးမျိုးရှိပါတယ်အဲ့တော့စက္ကန့်အများဆုံးစနစ်အနည်းဆိုလို့ရှိရင်တော့လူကြီးတဲ့ကူ6ပေလောက်ဝင်ပြီးမှ꿰ပါတယ်အဲ့တော့꿰တဲ့အခါမှာတော့သူကဒီလိုလူလုံးပံကာလေးတော့အေးဆေးပါပဲနော်တစားစီဖြစ်သွားမှာပါနော်ဒီလိုတာမန်အဲကိုရဲပံကာစနစ်လောက်ကတော့စနစ်အနည်းဆိုလို့ရှိရင်ကိုရဲပံကာကိုဖောက်ဝင်သွားမယ်ဖောက်ဝင်သွားပြီးတော့ထဲထဲမှာ꿰မယ်အဲ့တော့ အဲအိုးစာပေါ့လေအဲဆက်လက်နေတက်ပြီးတော့ဘင်္ဂါကိုဖြူရက်နေရမှာတိကျဖို့တော့လိုပါတယ်เนาะတိကျဖို့ဆိုတော့ကဥပမာဆိုတော့အဲပထမဆုံး drone နဲ့ဆက်လက်အများတက်ပြီးတော့ပုံချဲလိုက်မယ်တိကျအောင်เนาะအဲ့တော့ပုံမှန်ကြတာနဲ့ဘယ်သူမဆိုတန်သူတွေကဘင်္ဂါတက်ဝင်ပြီးတော့ပုံနေပြီเนาะအဲ့တော့ drone ကိုပြန်ပြစ်ဖို့နေတာကသူတို့ကအဲနှာခေါင်းနဲ့မျက်ရည်နဲ့ထဲထိုးပြီးတော့ထဲထဲမှာပုံနေပါတယ် အချိန်ကကြောက်မှာစနက်နေ့တက်ထားတဲ့ drone နေရာဘန်ကောက်ဖြူဖို့ဆိုရင်ဟိုတိကြအောင်လို့နော်အဲအမြင့်ကိုနည်းနည်းတိပြီးတော့ဟိုတိကြအောင်လို့တိကြသွားခြောက်ကိုလိုပါတယ်။ဘာကြောင့်လဲဆိုတော့စနက်နေ့ရာဟိုခဲတဲ့ကိုစောက်ဝင်ပြီးတော့꿰တဲ့အတွက်အတိကြကြမှာပဲသူကအဲထိရောက်ပါတယ်။အဲတော့ဟိုအဲဒုံးဥစားပေါ့လေဘန်ကာနဲ့ ဥမာတော့ဂိုင်90လောက်กว่าကြာရင်အဲ့ပန်ကားကိုဟိုထိအောင်မရှိပါဘူးအဲ့တော့ပန်ကားရဲ့နှကန်းဥမာဆိုတော့ငါးခိုင်လောက်กว่าကိုကြာရင်တော့အပန်ကားထဲမှာရှိတဲ့လူကတော့ညင်ညွတ်ပြီးသားဖြစ်သွားမယ်တော့ဂိုင်90လောက်အกว่าရဲ့အထက်ကိုကြာရင်တော့အဲ့ပန်ကားကို effective မဖြစ်ပါဘူးတော့အဲ့တော့ပန်ကားကိုဖြုတ်မယ်ဆိုရင်တော့ drone နေရာဒီရက်ပုံနင်းနေပြန်ပြီးတော့ပို့ပြီးတော့တိကျဖို့လိုပါတယ် အဲ့တော့ရန်သူအောက်ကနေပြပြတောင်မခံအောင်အရင်ဆုံးဟလာစနေအမြန်တက်ပြီးတော့ရင်သွေးချဲချလိုက်ပါရန်သူတွေအကုန်လုံးဝင်ချင်းတော့ရောက်သွားပြီဆိုတော့မှနော်ဘင်္ဂါဖြုံမဲ့ drone တွေနော်လက်ချင်းကိုဖြုံမဲ့ drone တွေဆိုလို့ရှိရင်နော်လက်ချင်းကိုမဖြုံရမလို့ပါဘူးနော်ဘင်္ဂါကိုဖြုံဖို့ပဲလိုပါတယ်ဘင်္ဂါကိုဖြုံမဲ့ drone တွေကဒီတဲ့အမြင့်ကိုနှိမ့်နှိမ့်ချပြီးတော့မှပုံတိကြအောင်ချဖို့လိုပါတယ်အဲ့တော့နောက်တစ်ခုပြောချင်တာကနော် ိုက်တော့ပူပြီးတော့ဟိုးစားပါတော့เนาะဘန်ကာတွေဘလောက်ပဲခိုင်မအောင်လှုပ်တာလှုပ်တာเนาะဘန်ကာကိုဖြိုးလို့ရပါတယ်ပူပြီးတော့ပြင်းထန်တာလှုပ်ရှင်တယ်ဆိုရင်တော့ drone တွေကိုစက်ဖက်သုံး drone ပေါ့เนาะအခုတည်းပူပြီးတော့လေးချိန်ပူတင်နိုင်တဲ့ drone တွေကိုအသုံးပြုဖို့အတွက်အကြံပြုလိုပါတယ်အဲ့တော့အဲပေါင်300ဘုံကို400ပဲအခုလုံနေတဲ့ပုံစံ400ပဲတင်ပြီးတော့ဘုံကျဲပါတယ်ဘုံကျဲတဲ့အခါမှာအဲကတ်တက်ချက်တွေရှိပါတယ်เนาะ အခုလင်းပြင်းမထိရောက်ဘူးမထိရောက်ဆိုတဲ့ဟာတွေကဘာဖြစ်တယ်လဲဆိုတော့လင်းတက်ဖို့အတွက်ကိုတော့ကုန်ကြစေအထိုင်လျောက်ရှိတယ်လင်းတက်ဖို့အတွက်ကိုအစစ်စစ်အမိတောင်းရတယ်ရှိတယ်အဲ့တော့ဒီရဲ့တက်မှုကနေပေါ်တက်ခဲကိုတွေ့ပြီးလင်းပြစ်ကိုတောင်းတယ်လင်းပြစ်ကိုတောင်းတယ်အဲတောင်းနေတဲ့အချိန်မှာပဲဟိုကလည်းအစစ်စစ်တင်ပြပြီးတော့လင်းရထွက်ပြီးလင်းထွက်တဲ့လင်းလာတဲ့ချိန်တော့တက်ခဲကပြောင်းသွားပြီအဲ့ဒီလင်းဘုံချမယ်နေရာမှာမရှိတော့အဲ့တော့ဘုံချတဲ့အခါမှာမထိရောက်တာတွေ အဲအဲ့လိုအခြေအနေမျိုးတွေတွေ့ရတာပေါ့နော်အဲ့ဒီဥစ္စာကိုအစားဝင်ဖို့တော့ခုနနော်စစ်သုံး drone တွေကိုအလေးချိန်ပုံစံနိုင်တဲ့ပေါင်300ခုလောက်ပယ်နိုင်တဲ့ drone တွေကိုသုံးလိုက်လို့ရှိရင်အဲ့ဒါအများကြီးကောင်းသွားမှာနော်ပေါင်300ရဲ့ဖြားလဲတာမဟုတ်ပါဘူးအဲ့အတွက်ကြောင့်မအများကြီးကောင်းရမယ်။လေရင်တော့လည်းကုန်ကြမရှိတော့เนาะအဲ့တော့အဲ့လို drone တွေကိုအများကြီးသုံးနိုင်သွားတယ်။ဖြည့်အားလည်းပိုကောင်းသွားတယ်။ပိုလည်းတိကျသွားမယ်။ ရန်သူနေနဲ့လည်းဒါချင်းပြောလို့ချင်းထိရောက်မှုများတဲ့အတွက်ရန်သူလည်းအဲတစ်ချက်နဲ့ချက်လောက်ချလိုက်ရောအဲဟိုဖက်ပြေးမာတွေဟိုအဲ့လိုချင်းတွေမျိုးတွေဖြစ်ပေါ်လာမှာပါနောက်တစ်ခုကအခုနော်အခုအခိုင်မာယူရတယ်ဆိုတော့နောက်ချိုမျိုးသိန်းတိုက်ပွဲပေါ့လေဟောအလောင်းနေအခိုင်မာယူရတယ်ဆိုတော့မျိုးကိတ်တွေဘာအဲ့လိုစခန်းတွေကိုနော်လူမရောက်ကြီးရောက်တဲ့ပုံစံမျိုးနဲ့ချိန်မှုမှုတွေအကြံဉာဏ်ပေးကြပါနော်အဲ့တော့ တောက်ခန်းကိုတောက်ခန်းကပို့စတဲ့နေရာတွေကိုပဲ wifi တွေကလည်းဆွဲလာပြီးတော့အဲ့ရနေမှာပြင့်မယ်နော်122ဟာဝဲစာတွေပြင့်မယ်နော်နောက်ပြီးတော့120စင်မြောင်းကြီးတွေပြင့်မယ်အခုလို120ဘုံးလေးတွေပြင့်မယ်နော်120ဘုံးလေးတွေနဲ့မထီရောက်သေးဘူးလို့ယူဆလို့ရှင်120ဘုံးလေးကိုနှလုံးတွဲပြီးတော့နော်အခုလက်ရှိသုံးနေတဲ့ဒုံးတွေမှာပဲနှလုံးတွဲပြီးတော့ချိတ်ပြီးတော့ချမယ်ဒုံးတွေကို ်လည်းပြန်ဆန်ဆန်တုံးမယ်အများကြီးတုံးမယ်ဆိုရင်တော့ဘယ်ရန်သူမှမခတ်နိုင်ပါဘူးเนาะအဲ့တော့လူကိုမနာစေခြင်းဘူးဘာကြောင့်လဲဆိုတော့နောက်ချုပ်ပြီးရင်နောက်ထပ်ဆက်ပြီးရောအောင်မြင်ချရမယ်မျိုးတွေအများကြီးကြံနေတယ်အဲ့တော့လူတွေကိုတတ်နိုင်နေများမနာပဲနဲ့လူပယောက်ကြီရောက်တဲ့ပုံစံမျိုးနဲ့เนาะအခိုင်အမာစကားတွေကိုစီညက်ကြေအောင်ချပြီးတော့မှမိပြင်းတက်တရာเนาะဤတတလေးနဲ့ပဲအောင်လန်းဆိုင်ဖို့အတွက်ကြံပြုကြပါတယ်ခုနကစကားဆက်ရလို့ရှိရင် ဟလာအဲစစ်ပတ်သုံးလေးချိန်ပေါ်တဲ့ပိုတဲ့နိုင်တဲ့ဒရုန်းတွေကိုနော်ဟိုအဲထမှန်ဖန်တီးပြီးတော့ဝယ်တာပဲဖြစ်စေဒီမှာပဲထုတ်လုပ်တာပဲဖြစ်စေပေါ့နော်အဲ့လိုမျိုးသုံးမယ်ဆိုရင်တော့ဟိုကအဲပေါင်300ပေါင်းလောက်နိုင်တဲ့နော်အဲဘုံတွေကိုတဲ့နိုင်တဲ့ဒရုန်းတွေအဆင့်ထိကိုသုံးစေချင်ပါတယ်ဒါကြောင့်လဲဆိုတော့ပေါင်300ပေါင်းဆိုရင်အခုလင်းနဲ့ပယ်ပြီးတော့မှ air strike လုပ်ရတယ် အဲ့လိုလုပ်တဲ့အခါမှာအဲလေမှုတွေဘလောက်တော့တော့နော်အဲတန်းတဲ့ချက်တွေရှိတယ်နော်ဘာလို့ဆိုတော့လေဘွားချတဲ့ပုံမှာသူကခိုက်တဲ့ပုံရှိတယ်နန်းခိုက်တဲ့ပုံရှိတယ်နော်ခိုက်တဲ့ပုံတွေကြတော့တမွေးကြီးတယ်နော်အဲ့တော့လေရင်တစင်းတက်မယ်ဆိုရင်ကိုလေရင်စီရအနည်းဆုံးနော်အနည်းဆုံးသိန်းပွင့်လင်းပြောရအောင်သိန်း50 60တရာတော့တက်မှာရှိတယ်အဲ့လောက်တော့ရတယ်ဒင်းစီဒင်းစီအတွက်ကိုပဲနော် နောက်ပြီးတော့ air strike လုပ်တဲ့အခါမှာလည်းပုံချတဲ့အခါမှာလည်းအဲအောက်ကမြေပြင်တပ်မှုတွေရဲ့မြေပုံညှိုးပေးတာအဲတင်းင်းနဲ့ပေါ့လေမှားရွံ့တာတွေရှိတယ်။နောက်ပြီးတော့လေးများတက်ဖို့အတွက်နော်အမေကိုဆင်းနေတောင်းရတဲ့နေရာမှာနော်မြေပြင်မှာတက်ခက်ကရွှေ့သွားတာမျိုးရှိတယ်။တော့အဲ့လိုတောင်းနေတဲ့အချိန်မှာပဲမြေပြင်ကတက်ခက်ကရွှေ့သွားမျိုးရှိတယ်။အဲ့လိုရွှေ့သွားတဲ့ပုံစံကြတော့လင်းကလာတဲ့ခါကျတော့အဲ့တက်ခက်ကနေရာရွှေ့သွားပြီ။အဲ့တော့အခု မထီရောက်ဘူးဘာညာပြောနေတာတွေอ่ะအဲ့လိုအချင်းတွေရောက်ဖြစ်တယ်။အဲ့တော့အဲ့နေရာမှာအဆောက်ဆုံးဖို့အတွက်ကိုခုနဒရုန်းအကြီးစားတွေကိုပေါက်300ပုံဟလာတက်ပြီးတော့ကျဲချလိုက်ရင်မျက်မြင်လဲမြေပြင်တက်မှုရဲ့မျက်မြင်မှာတစ်ခါတည်းချလာဖြစ်တယ်ဆိုရင်ထီရောက်မယ်နော်အပေါင်300ဘုံဖြစ်တဲ့အတွက်လည်း120ကျပို့ပြီးတော့တိရောက်မှုတွေရှိမယ်။နောက်ပြီးတော့ကုန်ကျစရိတ်အများကြီးတက်တာပါလေ။နော်။အဲဒါကြောင့်မလို့အလွန်တိရောက်စေတဲ့ စစ်ဘက်သုံး drone တွေအလေးချိန်ပိုသိမ့်နိုင်တဲ့ဒီနေ့အပြင်တော့ပေါင်300လောက်တင်နိုင်တဲ့အဲ drone တွေကိုသုံးသိချင်ပါတယ်။တကယ်လို့ပေါ့လေအဲ့ဒါတွေကိုထုတ်လုပ်စင်းဝယ်ယူနေစင်းဖြစ်တယ်အခုမသုံးနိုင်သေးဘူးဆိုလို့ရှိရင်လေဟာ120ကိုနော်နှလုံးတွဲပြီးတော့နော်နှလုံးတွဲပြီးတော့ချလို့ရှိရင်လေတော်တော်ပြင်းထန်ပါလိမ့်မယ်နော်အဲ့တော့အခုခိုင်မာနေရာယူရတဲ့အားမျိုးတွေဆိုလို့ရှိရင်လေ120ပုံးကိုနော်ပုံးဒီကို တလုံးတွဲပြီးတော့ချနိုင်အောင်လုပ်တင်ပါတယ်။တော့အခုလက်ရှိ drone တွေကိုပဲ drone စီးရင်မြန်မာတက်ပြီးတော့မှ120ပုံတွေကိုတလုံးတွဲပြီးတော့စနက်ညံတော်၎င်းအနည်းတော်၎င်းသူ့နေရာဟိုကြည့်ပြီးတော့ဟိုသုံးပြုသွားပါလိမ့်မယ်။နေတဲ့တတ်မှုရဲ့ဆုံးဖြတ်ပါပဲ။အဲ့ဒါနော်။နေတဲ့တတ်မှုရဲ့ဆုံးဖြတ်နဲ့စနက်နေ့သုံးမလားအညံသုံးမလားနော်။အဲ့ဒါကို drone တပ်ဖွဲ့နဲ့ပေါင်းစပ်ပြီးတော့မှအဲအကြံဉာဏ်ယူပြီးတော့မှအဲလုပ်သွားမယ်နော်။သုံးပြုသွားမယ်ဆိုရင်တော့ အလိုအလိုထိရောက်တဲ့ဒါဟိုဒရုန်းနဲ့တက်ခိုက်မှုဖြစ်ပါလိမ့်မယ်ဆိုတော့အကြံပြုချက်ပါတယ်။